ဟယ်လိုမင်္ဂလာပါနေကောင်းကြမှာကြပါရဲ့လားရှင်ထဲရော့ကိုလေ့လာတဲ့အခါမှာပေါ့နော်ပထမဦးဆုံးလေ့လာတဲ့လူတွေအနေနဲ့ဒီ88ကစလုံးကိုမှတ်ရတာပထမဦးဆုံးအနေနဲ့တော့ခက်ခဲတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီပုံလေးတွေကိုကြည့်လိုက်တာနဲ့ပုံလေးတွေကပြတဲ့ရေဝူရအချက်ကလေးတွေကိုတိထားလို့ရှိရင်ပေါ့နော်လွယ်လွယ်ကူကူနဲ့မှတ်ရလွယ်တဲ့အတွက်ကြောင့်ဆီယာမကအဲ့ဒီပုံကပြတဲ့ ရေဝီယအချက်ကလေးတွေကိုပြောပြပေးသွားတာပေါ့ပထမနေ့ရဆိုလို့ရှိရင် the lover ထိပြီးသွားပြီပေါ့နော်ဒီနေ့ဖို့ကဘယ်ရစမလဲဆိုတော့ the chariot ပေါ့နော်ပုံလေးကိုကြည့်လိုက်တာနဲ့သူကအဝါရောင်နောက်ခံထားပြီးတော့ဒီအမင်းနဲ့အဖြူချင်းသိနှကောင်ကိုယထာထိန်တယောက်ကမောင်းနှင်နေတဲ့ပုံစံမျိုးပုံလေးကပြရတယ်ပေါ့နော်ဒီကပ်ကိုကြည့်လိုက်ရင်ဘာကိုမြင်မလဲဆိုတော့ပထမဦးဆုံးဒီ ရှင်သိနှစ်ကောင်သူတို့နှစ်ကောင်အယောင်မတူအဖြူတစ်ကောင်အမဲတစ်ကောင်အဲ့လိုအယောင်မတူတဲ့အတွက်ကိုကဘာဟုပထမအဦးဆုံးသိလိုက်ရမလဲဆိုတော့မတူညီတဲ့စန့်ကျင်ဘက်ဒီပေါ့နော်အဲ့ဒီနှစ်ခုကိုလူတယောက်ကယထာဝဏီသူနိုင်နိုင်နင်းနင်းနဲ့သူမောင်းနှင်နေတဲ့ပုံစံဆိုတဲ့ဟာလေးကပုံကိုကြည့်လိုက်တာနဲ့ဒီကပ်ပိုင်ရှင်ဟာဘေကဏ္ဍမာရီပဲဖြစ်ဖြစ်ပေါ့သူဟာမတူညီတဲ့ပြဿနာတွေကိုသူဟာသူ့ရဲ့ အရေးအချင်းနဲ့ကျွန်းကျွန်းချင်းချင်းဖြည့်ရှင်းနိုင်တယ်ဆိုတဲ့အတိတ်ပဲကိုထွက်တယ်ပေါ့အချီရေးမှာပဲဖြစ်ဖြစ်ဝေးကြီးမှာပဲဖြစ်ဖြစ်လုပ်ငန်းကင်ငန်းမှာပဲဖြစ်ဖြစ်မတူညီတဲ့ပြဿနာတွေကိုသူကသူ့ရဲ့ဉာဏ်ပညာနဲ့ဖြည့်ရှင်းနိုင်တယ်ဒီမှာတယောက်ဖြစ်တယ်ပုံလေးကြည့်လိုက်တာနဲ့ဒါဟာရေးပွဲအဖြစ်ဒီအချက်ကိုတန်းပြီးတော့ပြောနိုင်တယ်ပေါ့နော်ပြီးတော့သူကအဝါရောင်ကြီးဆိုးတယ်အယောင်ဖြစ်တယ်ခါကြတော့သူက yes ကတ်ကိုပြတယ်ပေါ့နော်ဒါဟာဖြင့် ဒီ chariot ကကလေးရေဝူရအချက်ဒါကိုကြည့်လိုက်ပြီးဒီလောက်ကလေးကိုသိရင်ကိုပဲကိုကကန္နာအတီးတီးမှာဆိုလို့ရှိရင်ပေါ့နော်ဇာနာလေးတွေဖြည့်ဆို့ပြီးပြောသွားနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်ဒါတော့ဒီကကလေးပြီးသွားပြီပေါ့နော်နောက်တစ်ကက်ကဒါ string ပေါ့နော်ပုံကိုကြည့်လိုက်သူလဲအဝါရောင်နောက်ခံထားတယ်များသောအားဖြင့် tarot card တွေမှာဆိုလို့ရှိရင် ကောင်းမွန်တဲ့ကတ်တွေ yes ကတ်တွေဆိုလို့ရှိရင်သူကအဝါတို့အပြာတို့အနီတို့ပေါ့နော် နောက်ခံထားလေးရှိတယ်လူတွေပေါ်မှာခြေလေးရှိတယ်ပေါ့နော်ပုံကိုကြည့်လိုက်တာနဲ့ဘာကိုမြင်ရလဲဆိုတော့အမျိုးသမီးတယောက်သူဟာ သွှမ်းအားပြင်းနဲ့အနီရောင်ချင်းသေးတကောင်သူကလွယ်လွယ်ကူကူလေးပဲအောင်လေးတွေကြောတတ်ရင်တတ်တတ်တယ်လို့လုံနေနိုင်တဲ့ပုံစံကိုပြရတယ်ပေါ့နော်သူကောင်းပေါ်မှာသူကဒီ infinity အမှားသားပါဆိုကြည့်လိုက်တဲ့အခါကျတော့ဒီကပ်ပိုင်ရှင်တွေဟာဘယ်ကိစ္စမဆိုခြေရီးမှာပဲဖြစ်ဖြစ်ငွေကြီးမှာပဲဖြစ်ဖြစ် ီလုပ်ငန်းကိုင်ငန်းနေမှာပဲဖြစ်ဖြစ်သူဟာလာသမျှအခက်ခဲတွေဘလောက်စွမ်းအားပြင်းနေပါစေဘလောက်ပြင်းထန်နေပါစေသူနဲ့တွေ့လို့ရှိရင်ရိုင်းဆိုင်ကြမ်းတမ်းတဲ့ခြင်သေးကိုတော့သူကလိမ်မာရင်ကြီးသွားအောင် လုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးပြထားတယ်။ဒါနအသီးသီးမှသူဟာဒီအရေးချင်းရှိတယ်ဆိုတဲ့ဟာကိုသူကတယ်။ဒီပုံကိုကြည့်ပြီးတော့ဒါကိုပြောနိုင်တယ်ပေါ့နော်။ကုနာ cherry ကတ်နဲ့သူကတိတ်မကွာဘူးပေါ့။ဒီနှစ်ကတ်ကိုရှင်းလိုက်လို့ရှိရင်သူဟာ ဒီမတူညီတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာသူဟာလာသမျှအခက်အခဲတွေကိုလာသမျှပြဿနာတွေကိုမကြောက်မရွံ့နဲ့ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အစွမ်းအားရှိတဲ့လူစားမျိုးပေါ့နော်သူကတိုင်မဲ့ခိုင်မဲ့အဲ့လိုမျိုးရှေ့ကိုသွားမယ်အဲ့လိုပုံစံမျိုးသူကအဲ့လိုဖြေရှင်းမယ်ဆိုတဲ့ပုံစံမျိုး ဒီတစ်ခုကြတော့သူဟာအမျိုးသမီးပုံစံကိုပြထားတဲ့အတွက်သူဟာကြတော့လာသမျှပြဿနာဘလောက်ခွန်အားကြီးပါသေးသူကပျော့ပျော့ပြောင်းပြောင်းနဲ့ဂိုင်တွင်နိုင်တဲ့ပုံစံမျိုးဟိုလိုခွန်အင်းနဲ့အားနဲ့ခွန်နဲ့မဟုတ်ပဲနဲ့အင်္ဂလိပ်တယောက်ရဲ့ပုံစံမျိုးနဲ့ပေါ့နော်အိမ်မှာယဉ်ကျေးသွားအောင်အကုန်လုံးပြေလည်သွားအောင်ပျော့ပျော့ပြောင်းပြောင်းနဲ့လုပ်နိုင်နေဆိုတဲ့ပုံစံမျိုးကိုသူကပြတယ်ပေါ့နော်သူတို့နှစ်ခုမတူလားအဲ့ဒါအဲ့ဒီပုံစံမျိုးပေါ့ဆိုတော့သူသူကလည်း yes ကပ်ပေါ့နော်ကောင်းမွန်တဲ့ကပ်ဖြစ်တယ် ဆိုဆိုတော့ဒီကလေးပြီးသွားပြီနော်နောက်တစ်ခုကကြတော့ the hermit ပုံလေးကိုကြည်လိုက်တာ ਨੇ သူဘာလို့တိတာလဲဆိုလူတစ်ယောက်မိအိမ်လေးထွန်းပြီးတော့တောင်ဝေးလေး ਨੇ ခုခုကိုရှာဖွေနေတဲ့ပုံစံမျိုးပုံကိုကြည်လိုက်တာ ਨੇ ဘာလို့သွားခန်းစားမိလဲဆိုတော့အထီးကျန်တယ်အထီးကျန်နေတဲ့လူတစ်ယောက်ဟာတစုံတစ်ခုကိုရှာဖွေနေတဲ့ပုံစံမျိုး ူကပြရတယ်ပေါ့နော်။ဒီပုံကိုမြင်တာနဲ့ဒီကပိုင်ရှင်တွေဟာအထီးကျန်ပြီးတော့သူတို့ကတစုံတစ်ခုကိုရှာဖွေနေတဲ့ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်။အခြေရေးမှာလည်းအဲ့လိုပဲသူတို့ဟာအမြဲတမ်းရှာဖွေနေရတတ်တဲ့လူစားမျိုးတွေဖြစ်မယ်။အလုတ်အကိုင်းတွေမှာလည်းအဲ့လိုပဲငွေရေးကြီးမှာလည်းအဲ့လိုပဲ။ ပြီးပြည့်စုံတဲ့ရေလို့တော့မရှိဘူးအမြဲတမ်းတစုံတစ်ခုကိုသူတို့ကရှာဖွေနေတဲ့အလုတ်ကိုင်းမှဆိုလည်းဘလောက်ကြီးပဲအလုတ်တွေရှိရှိကိုနဲ့ကိုက်ညီတဲ့အလုတ်ကိုအမြဲတမ်းရှာဖွေနေရတဲ့လူစားမျိုးတွေပေါ့နော်ဒါပုံကြည့်တာနဲ့ဒါကိုတန်ပြီးပြောနိုင်တဲ့အနေထားပေါ့အချီရေးပဲလာမီမီဒီအလုတ်ကိုင်းပဲလာမီမီငွေကြီးပဲလာမီမီသူတို့ကရှာနေရတဲ့လူစားမျိုးတွေနော်ရှာနေတဲ့နေရာမှာလဲသူတို့ကဘယ်လိုမျိုးလဲဆိုတော့ဒီလို ဖျားဟုတ်တဲ့အထီးကျန်ပြီးတော့ခုဟာဘာကိုရှာလို့ရှာနေမှမသိဘူးရှာနေတဲ့အနေအထားကိုပုံကြည့်လိုက်တာနဲ့သူကပြရပဲပေါ့နော်ဒီကတ်ကိုစွဲလို့သူကအပြားရောက်နေ အနောက်ခံမှာများတယ်ဆိုပြီးမှဒီပုံကပြတဲ့အနေအထားဖြစ်တဲ့အတွက်သူ့ကြတော့ yes or no ကတ်မှာသူကဘာကိုသွားပြလဲဆိုတော့ no ကတ်ကိုသွားပြရတယ်ပေါ့နော်ဆိုတော့ဒါလေးပြီးသွားပြီနော်နောက်တစ်ကတ် we of fortune ပုံကိုကြည့်လိုက်ရင်ဘာမြင်လဲဆိုသူ့ရဲ့ရေဘူးရအဓိကအချက်ကဘာကိုပြလဲဆိုဒီစဝိုင်းဒီစဝိုင်းမြင်တဲ့အခါကျတော့စဝိုင်းဆိုတာဘယ်လိုမျိုးလဲဆိုအမြဲတမ်းလဲနေတာနော်လဲနေတဲ့လက်အပေါ်ရောက်လိုက်အောက်ရောက်လိုက်ဒီမှာဆိုလို့ရှိရင်ဒီဟာပဟိုထားပြီဆိုရင် तू ကဒီလိုလဲမယ်ဆိုလို့ရှိရင်ဒီကနန်းလေးတွေအပေါ်ရောက်သွားလိုက်အောက်ရောက်သွားလိုက်ပေါ်ရောက်သွားလိုက်အောက်ရောက်သွားလိုက်အဲ့လိုမျိုးပေါ့နော်ဒီကတ်ကိုမြင်တာနဲ့တော့သူကဘာကိုအတိအကပြောနိုင်လဲရေဘူးရပြောနိုင်လဲဆိုတဲ့အခါကျတော့ ဒီကပ်ပိုင်ရှင်တွေဟာဘယ်ခန္ဓာမှမစုပေါ့နော်ဝေးကြီးပဲဖြစ်ဖြစ်ဒီချီရေးချီရမှာပဲဖြစ်ဖြစ်လုပ်ငန်းကိုင်ငန်းတွေမှာပဲဖြစ်ဖြစ်ဘယ်ခန္ဓာမှမစုသူတို့ဟာတတ်သမှတ်ထဲမရှိဘူးအဝိုင်းလေနေတဲ့အတိုင်းပဲပေါ့နော်အပေါ်ရောက်လိုက်အောက်ရောက်လိုက်ဝေးကြီးဆိုရင်လည်းအဲ့လိုပဲရှိလိုက်မရှိလိုက်ချမ်းသာလိုက်ဆင်းရဲလိုက်အလုတ်အကင်ဆိုလည်းအဲ့လိုပဲအလုတ်ရှိလိုက်အလုတ်ပြုတ်လိုက်မမြဲတဲ့သဘောကိုသူကပြတယ်ပေါ့နော်အကောင်းတဲ့အစိုးရဟို တလှည့်စီဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ဒီကတ်ကဒါသူ့ရဲ့ရေဘူးရအတိကအားဖြင့်သူကအရာကိုပြတယ်ကျန်နာတွေကတော့ဒီအသေးစိတ်အချက်လက်တွေကတော့ဆီယာမရှေ့မှာဟိုမေဂျာကတ်တွေကိုပြောခဲ့တုန်းကပြောခဲ့တဲ့ဗီဒီယိုလေးရှိရပေါ့နော်အခုဟာကတော့ဆီယာမကဒီကတ်ကိုမြင်လိုက်တာနဲ့ကိုရေဘူးရပြောနိုင်တဲ့အချက်ကို ပြောတဲ့အတွက်သူ့ရဲ့အတိကအချက်ကတော့ဒီကတ်ပိုင်ရှင်တွေကအမြဲတမ်း ဘဝမှာတက်လိုက်ကြလိုက်နှိမ့်လိုက်မြင်းလိုက်အဲ့လိုပုံစံမျိုးတွေကိုသူကပြရတယ်ပေါ့နော်ဒါသူဒီတစ်ခုပဲပေါ့နော်ဒီကက်လေးကတော့ justice ပေါ့နော်သူ justice ဆိုတဲ့အတိုင်းသူဟာရာသူကြီးတယောက်ချိန်ဝင်တစ်ခုကင်နာမယ်ဒီဓာတ်တလက်ကင်နာပဲဒီပေါ့ပုံကိုကြည့်လိုက်တာနဲ့ဘာလို့သိလဲဆိုတဲ့အခါကျတော့ဒီနာမည်ပေးထားတဲ့အတိုင်းပဲသူဟာဘယ်ရာမဆိုးများများတတ်တတ်နဲ့ တမတမကြကြရဲရဲဝံ့ဝံ့ဖြစ်ရှင်းတတ်တဲ့ပုံစံမျိုးတွေကိုသူကပြရပေါ့နော်ပြီးသူ့မှာအဲ့ဒီစွမ်းအားတွေလည်းရှိရပေါ့နော်သူကအနီရောင်နောက်ခံလည်းပြုတ်ထားတယ်ဝေယုံခြုံလည်းခြုံထားတယ်ဒါသူ့ရဲ့ပုံရဲ့အရာပေါ့ဆိုတဲ့အခါကျတော့ကဏ္ဍအသီးသီးမှာအချီးရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်လုပ်ငန်းကိုင်ငန်းမှာပဲဖြစ်ဖြစ်သူတို့ဟာစုံဖြတ်ရတဲ့နေသားမှာရှိတဲ့လူစားမျိုးတွေနေရာဝေးရှိမယ်ငွေကြေးကြတော့သူတို့ဟာဘယ်လိုလဲဆိုတဲ့အခါကျငွေကြေးတည်ငြိမ်နေတဲ့အနေသားမှာရှိတဲ့လူ ပုံစံမျိုးကိုပြရတယ်အများတန်းသူက balance ကိုပြရတဲ့အခါကျတော့အပေါ်ကြီးလည်းမရောက်ဘူးအောက်ကြီးလည်းမကျဘူးသူကအများတန်းအလင်မှာပေါ့မြမြတတတရှိတဲ့အနေထားမျိုးဘယ်ကဏ္ဍမှမဆိုသူကအရာကိုပြရတယ်ပေါ့နော်မမှန်ကန်ကန်မြမြတတရှိမယ်တမတမရှိမယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူစားမျိုးတွေဖြစ်တယ်ဒါသူ့ရဲ့ကဏ္ဍသီးသီးရဲ့ရေပူရအချက်ပေါ့နော်ပုံစံကြည့်လိုက်တာနဲ့ဒီဟာကိုမှီပြီးတော့ဇန်နာတွေဆက်ပြောလို့ရတယ်ပေါ့နော် ီကတ်ကြတဲ့ဟမ်မန်နဲ့ပုံကြည့်လိုက်တာနဲ့သူကဘာကိုပြလဲဆိုတဲ့အခါကျတော့နေရာထဲမှာဇောက်ထိုးကြီးချိတ်ပြီးတော့မလှုပ်ဘဲနဲ့ငြိမ်ပြီးတော့စင်စားနေတဲ့ပုံစံမျိုးပေါ့နော်လှုပ်ရှားမှုမရှိဘူးငြိမ်နေတဲ့ပုံစံမျိုးပေါ့နော်တနေရာထဲမှာပဲအထိုင်ချပြီးတော့သူကစင်စားပြီးတော့ရှေ့ကိုမရောက်တဲ့လူစားမျိုးတွေရှေ့လည်းမသွားဘူးနောက်လည်းမသွားဘူးတနေရာထဲမှာပဲဇောက်ထိုးဆိုတဲ့အတိုင်း ကဏ္ဍအသီးသီးကိုမဆိုတက်တက်မကြည့်ဘူးသောက်ထိုးကြည့်ပြီးတော့တန်တရားတွေနဲ့ပေါ့နော်တွေးတောနေမစဉ်းစားနေမဟုတ်လားမဟုတ်ဘူးလားလုံရမလားမလုံရဘူးလားကိုကိုကိုအမြဲတမ်းဝေခွဲမရပဲနဲ့ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ကဏ္ဍအသီးသီးမှာရှေ့မရောက်တဲ့လူစားမျိုး အတွေးများတဲ့လူလို့ပြောရမှာပေါ့တွေးနေတာဒါဘာမှမလုပ်ဘူးအဲ့လိုလူစားမျိုးတွေ အဲ့လိုအခြေအနေမျိုးရှိတဲ့ပုံစံမျိုးသူကပြရတယ်ပေါ့နော်အခြေအနေမှာလည်းအဲ့လိုပဲရှေ့မတိုးတဲ့လူစားမျိုးတွေကိုယ့်ရဲ့ချစ်သူနဲ့ရှေ့ဆိုင်ကောင်းမလားနောက်ဆိုရင်ကောင်းမလားဘာလို့ရင်ကောင်းမလဲအဲ့လိုပုံစံမျိုး အလုတ်ကင်မှာလည်းအဲ့လိုပဲလက်ရှိအလုတ်မှာပြောသလိုလိုမပြောသလိုလိုအလုတ်ထွက်ရင်ကောင်းမလားစလုံးရင်ကောင်းမလားဘာလို့ကမှမသိတဲ့ပုံစံမျိုးငွေကြေးအဲ့လိုပဲဘယ်လိုရှာရမလဲဘာစီးပွားရေးလုပ်ရမလဲကောင်းမလားမကောင်းဘူးလား အဲ့လိုမျိုးပေါ့နော်အမြဲတမ်းစိတ်တွေတန်တရားတွေနဲ့ဒီစိတ်တွေနှစ်ခွာနဲ့ဘာမှမလုပ်ဘဲနဲ့ဒီလိုပဲနေနေတဲ့လူစားမျိုးတွေပြရတဲ့ဒီပုံလေးอ่ะပေါ့နော်ဒါတကက်ကလေးကိုကြည့်လိုက်ရင်ပေါ့ဆိုရခါကြတော့ဒါပြီးသွားပြီပေါ့နော်ဆိုဆီယမအခုပြောပြပြောပြနေတဲ့ဟာလေးတွေอ่ะပေါ့နော် ပထမဆီယမဒီတက်တွေတပုံချင်းမိသားကတ်တွေမိုင်းနာကတ်တွေတစ်ခုချင်းစီကို ပုံနည်းအယောင်နည်းပါဝင်တဲ့ဒီပစ္စည်းတွေရဲ့အတိတ်ပဲဒီအဲ့လိုရှင်းပြတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီဟာကပုံလေးတွေကိုကြည်လိုက်တာနဲ့ဒါတစ်ချက်နှစ်ချက်ပေါ့ဒီဟာလေးတွေကြည်ပြီးတော့မှအလွယ်တကူသိနိုင်တဲ့ရေပူရအချက်ကလေးတွေပေါ့ဒါလေးတွေကိုကြည်ပြီးတော့မှနောက်မှကိုယ့်ဘက်ကို လေးလာရင် လေးလာရင်နဲ့ဟောနိုင်ပြောနိုင်တဲ့အနေအထားမျိုးကိုရောက်သွားဖို့အတွက်ဒါပထမဦးဆုံး ထရော့ကိုစပြီးတော့လိလာတဲ့လူတွေအတွက်ပေါ့နော်အခုမှထရော့ကိုစကင်တဲ့လူတွေအတွက်ကြည်လိုက်တာနဲ့ဟိုကတ်တရလည်းအများကြီးဒီပုံလေးကြည့်ပြီးဘလို့ပါလိပ်ပါဟုပြောရမလဲဘလို့ဟောရမလဲဒါမျိုးတွေလောလောဆယ်ဖြစ်နေတဲ့လူတွေအတွက်ဒါပုံလေးကိုကြည့်လိုက်ရတဲ့အော်ဒါအဖြစ်ဒီလိုဒီလိုဒီဟာအဖြစ်ဒီလိုဒီလိုဆိုတဲ့ဟာမျိုးလေးကိုရေဘူးရတစ်ချက်တစ်ချက်တိသွားဖို့အတွက်ပြောပြတဲ့ဗီဒီယိုလေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီတကတ်တကတ်ကတော့ခဏလေးပေါ့ ဒါကြောင့်ဒီနေ့ဖို့တော့ဆီယမကားဒီ the chariot ရဲ့ straight ရဲ့ hermit ရဲ့ we of fortune ရဲ့ justice ရဲ့ the hammer ရဲ့ပြီးသွားပြီပေါ့နော်ဆိုတော့ဒီနေ့ဖို့တော့ဆီယမဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ပါပြီရှင်ဒီကောင်းချမ်းမကြပါစေရှင်ဆက်ဆက်ရရအစဉ်ပြေကြပါစေရှင် Thank <laughs> you.